ာမသောက်ဖို့မကြပါနဲ့အသက်ရှိပဲပြည်တာကိုပုံပြီး GCR PH တို့ PDF တို့ဆိုဘာလို့ထက်စဉ်းစားစရာအကြောင်းရှိဘူးလေ။ဒါကိုမေးတဲ့သူကအုံနောက်ကိုမပြေတာ။ဒါကြောင့်ဒီဘောမာဒီကလူတီးတန်နဲ့မွေးလာတာတော့မဖြစ်နိုင်ဘူး။ခွေးနဲ့လူနဲ့မွေးထားတာပဲဖြစ်မှာ။နင်းတို့ PDF တွေတတိထားနင်းတို့ကိုအပြက်ချေမုန်းမယ်။ င်းမဲမိင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့အစလေးနဲ့လေးနဲ့ကျဲခန့်ထားတဲ့ရုပ်လေးတွေကြည့်လိုက်လေးနဲ့ကျဲခန့်ထားတဲ့ရုပ်ကြည့်လိုက်နှလုံးနဲ့ထားပြီးရောပါအောင်ရုပ်ရအလုံးမလားသူတို့စကားသူတို့ချုံတာကြည့်သူတို့စကားသူတို့ချုံတာဟုတ်လေဘာဘာနဲ့ပြန်ဘာနဲ့ပြန်ဘာနဲ့ပြန်လို့ဘယ်လိုမျိုးရအောင် လုံးလုံးတောင်းခိုက်ရောလားဘာနဲ့ဘာနဲ့ပြန်ငါကိုရှိတယ်လားဒီနောက်တွေးတောက်တွေစဆဘေးကင်းပြီးတော့တိုက်ပွဲတိုင်းငါတို့အမှန်တရားသာမောချနိုင်ရမယ်။ဒါမှဆောက်လို့မကြပါနဲ့အသက်ရှိပဲပြည်တာကိုပုံပြီးတယ်။ဆောင်းထဲမှာအယူဆွေးကြည့်ပြီးသွားမယ်ဆိုတာဘာမှမပေါ့ဘူးနဲ့ဒီပဲ။ဒီကောင်ဘာဖြစ်ချင်နေရတော့။ဟိုတခါ အမေစုကိုစော်ကားလို့မို့ကျွန်တော်ညီနောင်သွေးချင်းတွေကဝိုင်းတမမလို့လို့တော့မျက်နှာငယ်လေးနဲ့မျက်နှာချိုလေးနဲ့ဒူးထောက်ရှစ်ခိုးမတက်သူမိဘတွေကလည်းမဆုံးမထားဘူးလားမသိဘူးဒီလိုခွေးတောင်စားမျိုးကိုနော်အဲနီးစပ်ရညီနောင်သွေးချင်းတွေအများဆုံးဆုံးမပေးပါဒီကောက်ကိုနော်တော်တော်လူပါးဝနေပြီအေးငါတို့အမေကိုမစော်ကားနဲ့ငါတို့အမေကိုစော်ကားရင်ဇော်ဘောဟောင်းလို့ကောင်းတော်မှနော် ခွေးလိုနွားလိုဖြစ်သွားတာတော့မင်းစောက်ဆင်းလောင်းနဲ့တက်မလာနဲ့ညီလေး GPH ဖွင့်ဖို့အရင်ကကြိုတင်ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ဆိုရင်ဆိုတော့အဲ့ဒီမှာဒေါ်စန်းစုကြည်ဖြေတာကတော့ကျွန်မလုံးဝမသိဘူးတဲ့ဆိုတော့ဒါဆိုရင် entity နဲ့ဒေါ်စန်းစုကြည်ကိုဆိုတာအစကတည်းက GPH ကြောင့်ဖြစ်ထဲဆင်းတာတွေပြင်ဆင်ထားခြင်းမရှိဘူးလို့တကယ်ပဲရမှုပြီးပြောလို့ရတယ် ဟိုပြောနိုင်ပါလေပြောလို့ရပါလေဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲကိုနိုင်အောင်လုပ်တယ်အစိုးရဖွဲ့ခြင်းနဲ့လွှတ်တော်ထဲမှာကိုယ့်ရဲ့ပါတီဝင်တွေလွှတ်တော်ခုံုံများများလိုချင်တယ်ဆိုတာဒီအတိုင်းကို2020မှာဖြစ်ခဲ့တယ်အဲ့တော့ဒီ CRPH တို့ PDF တို့ဆိုတော့ဘောင်းလေးကိုဖက်စင်းစားစရာအကြောင်းရှိဘူးလေအစိုးရလမ်းကြောင်းကိုပဲသွားမှဖြစ်တဲ့အတွက်ဒါတွေကကြိုတင်ပြီးတော့ဖွင့်ထားတာမဟုတ်ဘူးဆိုတာမျိုးတော့ကျွန်မပြောနိုင်ပါလေဒီဆက်မနလေးမှာပဲအောက်ဆုံးမှာပေါ့ PDF တွေကအများကြီးနေရာတွေကိုဘုံဘွဲတက်ခဲ့ခြင်းလုံလုံးတက်ဖွဲ့ဝင်တွေကို လက်နက်ကင်ဆိုးကင်တော်လိုင်းချင်းအပြည့်အဝပြည်သူကိုတက်တရင်မေးတလန်းလို့ဆွဆွတက်ဖြတ်ချင်းပြုလို့တော့သိပါသလားလို့ကတော်ဆန်းစုကြည်ကိုဖရှင်းနေမိတယ်။အတော်ဆန်းစုကြည်အဲ့စကားကြိုင်သူဘာဖြစ်သွားမှန်းမသိဘူး။ဟာသူတော်တော်လက်မောင်းမှာပေါ့။ဘာဖြစ်လို့လဲဆိုတော့ဒီ PDF ဆိုတာတော်လိုင်းရေးကနေပြီးတော့ပေါ်ပေါက်လာတယ်ပေါ့ဟုတ်လား။ဒီဆမားပြမှုလေးကနေပြီးတော့ဒီလောက်တောင် ဟိုအခြေအနေတောင်ရောက်သွားသမားဆိုတဲ့ဟာမျိုးကိုသူလျှောက်ဖြစ်သွားမယ်လို့ကျွန်မထင်တာပေါ့နော်အဲ့ဒီလောက်ကြီးကြီးလည်းသူမမျှော်မှန်းထားဘူးဘာလို့လဲဆိုတော့သူကအများတိုင်းပြပြောတဲ့ရှိတာကဆန္ဒပြလို့ရတယ်ဒါပေမဲ့ဒီလိုမျိုးလူတက်တာတွေဟိုတိုင်းပြည်ကိုဖျက်ဆီးတာတွေကိုတော့သူလက်မခံပါဘူးဟိုနဘုံလုံးကလည်းလက်မခံခဲ့ဘူးအခုလည်းလက်မခံပါဘူးဒီလိုမျိုးတည်င်းနေကြလို့ရှိရင်ဟာဒါကြီးကဒီလောက်တောင်ဖြစ်ဖို့လိုအပ်သလားလို့သူလျှောက်ရသွားနိုင်တယ်ဘာဖြစ်လို့ကျွန်မဒီစကားကိုပြောနေတာလဲဆိုတော့သူ့ရဲ့နောက်ဆုံးရွေးကောက်ပွဲ ဝင်တဲ့ပြည်ညာစံတမ်းမှာ ရေးထားပြီးသားအခက်အခဲတွေတွေ့ကြုံလာနိုင်တယ်။မိတို့သောအခက်အခဲများကြုံတွေ့စေကမူစစ်ဆက်စင်တွင်ညှိနှိုင်းသောဤဖြစ်တာဖြည့်ရှင်းသွားရမဲဆိုတဲ့ဟာကရွေးကောက်ပွဲပြည်ညာစံတမ်းမှာရေးထားပြီးသား2020 2020ပြည်ညာစံတမ်းပြည်ညာစံတမ်းမှာရေးထားပြီးသားဒါကသူကိုယ်တိုင်လက်မှတ်ထိုးထားတာလေအဲ့တော့ဒီလိုမျိုးကြီးဖြစ်သွားသလားဆိုတဲ့ဟာကိုသူရှော့ပြမှာပေါ့အမကက ဒေါ်ဆောင်ကြည်နဲ့တွေ့ခွင့်ရတဲ့တဦးတော်တော် NLD ရဲ့ကိုယ်စားလှယ်တဦးစာဖြစ်နေတော့တွေ့ရတွေ့ခွင့်ရတဲ့ချိန်တုန်းကပေါ့အမတ်ပါတယ်ပြောခဲ့ပုံတယ်ဒေါ်ဆောင်ကြည်ဒီပါတီယုံကြီးကိုလည်းကျမတို့အနေနဲ့မပြက်စီအောင်ခင်းသိမ်းထားပါတယ်နောက်ပြီးတော့ပါတီဝင်တွေအကုန်လုံးကထွက်ပြေးသွားတာမဟုတ်ဘူးကနီပါတီရဲ့မူဝါဒအတိုင်းရပ်တည်ပြီးတော့စုစုစည်းစည်းရှိနေတဲ့ကျမတို့အုပ်စုတွေကြံပါသေးတယ်ဒါကြောင့်မို့လို့ဒီနေ့အချိန်ထိ ကျမတို့ကပါတီရဲ့မူဝါဒအတိုင်းနဲ့ကျမတို့ရက်တည်တယ်။ဟိုအချိန်နေတဲ့အချိန်ခါကိုကြည့်ပြီးတော့မူဝါဒကိုပြောင်းရမယ်လို့အကြံဖက်လုပ်ငန်းတွေလုပ်ရမယ်လို့သူတစ်ခါမှကျမတို့ ဟိုမပြောခဲ့ဘူးအပြန်လန်လေးစားခြင်းအပြန်လန်ဆက်ဆက်ဆွေးနွေးနေနိုင်ခြင်းဆိုတဲ့ဟာကဒီမူဝါဒထဲမှာဒီအချက်တည်းအရေးကြီးဆုံးပဲဖြစ်တယ်ဒီရက်တီချက်ကဘလို့အချိန်နေနဲ့အချိန်ခါမှာပဲဖြစ်ဖြစ်ကျမတို့ပြောင်းလဲလို့မရဘူးဒါကြောင့်မို့လို့ကျမတို့ပြည်တွင်းမှာရှိနေတဲ့လူတွေဟာဒီအတိုင်းနဲ့ရက်တီနေတဲ့လူတွေအနေနဲ့ဟို NLD ပါတီရဲ့ပုံရိပ်ကိုကြားနေတဲ့ဒီအကြမ်းဖက်မှုလုပ်ငန်းတွေပေါ်ပေါက်လာတဲ့ခါကျတော့လူတွေကကျမတို့ကိုဆွဆဲကြတယ်ဒါပေမဲ့တကယ်တမ်းမူဝါဒအတိုင်းရက်တီနေတဲ့လူတွေကခါတွေလုံနေတဲ့ဟာတွေမဟုတ်ဘူးလူ ူတစုကသာလည်းတိုင်းပြည်ရဲ့ပြပကိုထပ်သွားတယ်လူတစုကသာလည်းတိုင်းပြည်ရဲ့နေစားမှာနေကြတယ်ပြီးတဲ့အခါမှာပါတီရဲ့စီမင်းစည်းကမ်းမူဝါဒတွေချိုးဖောက်ပြီးတော့လုံဆောင်တာဖြစ်တယ်ဒါဒီပါတီနဲ့မသက်ဆိုင်ဘူးလို့ကျွန်မပြောချင်တယ်ပြပထွက်ပြေးပြီးတော့အခု NLD ပါတီရဲ့ပုံရိပ်ကိုရောဒီလူတစုကြောင့် NLD ပါတီအခုဆိုရင်အကြမ်းဖက်ပါတီပုံစံမျိုးတောင်ပုံဖော်ခံရတာဖြစ်လာတွေ့ရတယ်ဆိုတော့အဲ့ဒီလူတစုကိုတော့ဆန်းစစ်ကြည့်သူသာအပြင်ထွက်ခွင့်ရလာကြမယ် AAC ပြောခွင့်ရမယ်ဆိုရင် तू လက်ခံနိုင်မလို့မထင်ဘူးအခုလိုမျိုးကြီးဖြစ်ရမယ်ဆိုတဲ့ဟာကို तू ဘယ်လိုလုပ်လက်ခံမလဲ तू ကအနေတိုင်းပဲဥပဒေပေါင်ထဲမှာပဲရက်တည်ခိုင်းတယ်တောင်ဆန်းစုကြည်ထောင်သေးကိုမုံဝင်ခင်ကလေးကနေမှအတောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့တွေကဒီ CRPH ကိုကြိုတင်ပြင်ဆင်ထားပြီးပြီလားလို့တောင်ဆန်းစုကြည်ကိုတရားခွင်မှာမေးတယ်တောင်ဆန်းစုကြည်ကမလုပ်ထားဘူးလို့ပြောတယ်တောဆန်းသားမင်းပြောတာကဘာကြောင့်ဒီလိုမပြောတာလဲဆိုတော့ သူတို့က2020ရွေးကောက်ပွဲမှာအစိုးရဖြစ်အောင်ကိုသူတို့ကရည်ရွယ်ထားတယ်ပြီးတော့ဒီလူတော်ထဲမှာ NLD ဘက်ကနေမှတိုက်ခုန်ဒီအများကြီးရအောင်သူတို့စူးစမ်းတယ်သူတို့စူးစမ်းတဲ့အတိုင်းပဲတောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်သူတို့ရရှိခဲ့တယ်အစိုးရဖြစ်ဖို့ရန်အတွက်ရည်ရွယ်ထားတဲ့သူတွေကဘာကြောင့် CRPH ကိုကြိုတင်ပြီးမှပြင်ဆင်ထားမလဲပေါ့နော်ဒါကလုံးဝမဖြစ်နိုင်ဘူးလို့ပြောတယ်ဆိုတော့တကယ်ဆိုလို့ရှင်တာဟာ 啊，有亏心病的，但是别了，低保嘛的个，我老公不洗不，但每次叫妈不洗掉了。 တောင်ဆန်းစုကြည်တွေကအစိုးရဖြစ်မယ်လို့လည်းသူတို့သိပြီးသားသူတို့ရဲ့အပေါ်မှာပြည်သူတွေဘလောက်အထိသူတို့ကိုယုံကြည်တယ်အားကိုးတယ်သူတို့နိုင်မယ်ဆိုတော့ကိုသိရတဲ့အဲဘာတော့ CRPH ကိုဖွင့်ဖို့သူတို့ရည်ရွယ်ထားမလဲဒါကိုမဲတဲ့သူကအုံနောက်ကိုမပြည်တာဒါကြောင့်ဒီဘောမတွေကလူတီးတန်နဲ့မွေးလာတာတော့မဖြစ်နိုင်ဘူးခွေးနဲ့လူနဲ့မွေးထားတာပဲဖြစ်မှာကြော်မျိုးမင်းမဲတဲ့ဥစ္စာက PDF တွေကပြည်သူလူထုတွေရဲ့အိမ်တွေကိုဗုံးကျဲတိုက်ခိုက်တယ်လုံခြုံရေးတွေကိုလည်းလက်နက်ကြိုင်ပြီးမှတိုက်ခိုက်တယ်ပြည် ်မရှိတဲ့ပြည်သူလူထုတွေကိုလည်းဒလန်စုံမဆွဆွဲပြီးမှတတ်ဖြတ်တယ်။ဒီလိုမျိုးဖြစ်တဲ့ဥစ္စာကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့မှာမေးလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ဘလို့ဖြစ်မယ်လို့ထင်တယ်လေလို့ပြောတဲ့ခါမှာဒေါ်စန္ဒာမင်းပြောတယ် PDF ဆိုတာဟာတော်လာရဲကြောင့်ပေါ်ပေါက်လာခဲ့တဲ့သူတွေဖြစ်တဲ့ဒီဒီဘိတ်ကနေမှဒီလောက်အထိဖြစ်လာမယ်ဆိုတော့ကိုဒေါ်အောင်ဆန်းစုကြည်ကနေမှတိမှလည်းမဟုတ်ဘူး။ဒီလိုမျိုးဒေါ်အောင်ဆန်းစုကြည်ကိုသာမေးခဲ့တယ်ဆိုလို့ရှိရင်တော့ဒေါ်အောင်ဆန်းစုကြည်ကနေမှလန့်သွားမှတေချာတယ်လို့ပြောတယ်။ဆိုတော့တေချာတာပေါ့ဒါမျိုးကဘာ ချုပ်လေးဆိုတော့တောင်အောင်ဆန်းစုကြည်သူ့ကိုဖမ်းလို့ရှင်တော့ဒီသူလူထုတွေကတော့အနည်းဆုံးတပိတ်တော့မောက်မှာပဲလို့တော့ထင်ပါပဲဒါပေမဲ့စစ်ခွေးတွေဒီလောက်အထိပြုတ်ကျသွားမယ်ဟောခိအဆက်ဆက်ကနေမှကျွန်တော်ဒီသူတွေဟာစစ်ခွေးတွေကိုဒီလောက်အထိကျွန်တော်တစ်ခါမှမတိုက်ဖူးခဲ့တဲ့အတွက်ကြောင့်တောင်အောင်ဆန်းစုကြည်တာမကဘူးဒီနေ့စစ်ခွေးတွေတောင်မှမျက်လုံးပြူးသွားတာဖြစ်တယ်။အမှားတွေဘာပြောလဲ။နင်တို့ PDF တွေ ်တတိထာနင်းတို့ကိုအပြက်ချေမုံးမယ်တရင်တလည်းလည်းဂိုင်းအလုံးနဲ့ငင်းချက်ရေးစကားပြောမယ်ပဲနင်းတို့နဲ့စကားမပြောဘူးလို့ပြောတယ်ဆိုတော့စစ်ခွေးတွေငင်းချက်ရေးခေါ်လို့ရှိရင်လည်း PDF တွေကိုလုံးဝမခေါ်ဘူးဘယ်သူကမှ PDF ဆိုတာကိုစကားထဲမှာထည့်မပြောခဲ့ဘူးဒါပေမဲ့နောက်ပိုက်ကျတော့ဘာဖြစ်လာတယ်လဲနော် PDF တွေကိုတတိထာဖို့စိုးဝင်းကိုယ်တိုင်ပြောတယ်လို့ခွေးချဘူးကလည်းပဲ PDF တွေကိုငင်းချက်ရေးပြောဖို့ရတော့ဖြစ်လာခဲ့တယ်ကဘာကလည်းပဲအလုံးထိုက်ပြီး းမှငင်းချင်ရဲ့စကားပြောလို့ရှိရင် PDF ဒီပါပါရမယ်ဆိုတဲ့စကားတွေပေါ်ပေါက်လာခဲ့တာဖြစ်တယ်ဆိုတော့ ဒီနေ့တော့အောင်ဆန်းစုကြည်တာမကဘူးဘယ်သူကမှလည်းဒီနေ့ဒီအချိန်ထိဒီလိုမျိုးဖြစ်လာမယ်လို့မထင်ဘူးခွေးတပူလည်းဒီလိုမျိုးအချိန်နဲ့ဖြစ်ခဲ့မဲတာတိခဲ့ရင်သူလည်းအာနာကိုတိန်ချင်မှလည်းတိန်ဖြစ်နိုင်မယ်ဒါကြောင့်တော့အောင်ဆန်းစုကြည်လက်မေဆိုတာကတော့မေကွန်းတော်ထုတ်ရှာမလို့ဘူးကလေးတငယ်ကိုမေးရင်တောင်မှတိနေတယ်နော်တော့အောင်ဆန်းစုကြည်ကဆန္ဒပြတဲ့အဥ္စာကိုခွင့်ပြုတယ်ဒါပေမဲ့ PDF ဒီဘက်ကနေမှတိုက်ပြေကိုဖျက်ဆီးနေတဲ့အဥ္စာကိုတိတယ်ဆိုလို့ရှိရင်တော့အောင်ဆန်းစုကြည်လက်ခံမှာမဟုတ် ူးလို့ပြောတာတိုက်ပြည်ကိုဖျက်ဆီးနေတာ PDF တွေလား NLD မှာရက်ပြင်းမှာစစ်ခွေဘောမှရတယ်လို့နင့်အချက်မရှိဘူးလားစန္ဒမင်း2020ရွေးကောက်ပွဲဝင်စာသားထဲမှာရေးထားတဲ့ဥစ္စာကတော့အခက်အခဲတွေကြုံသွားနိုင်တယ်ဒါပေမဲ့ဒီအခက်အခဲတွေကိုဆက်ဆက်ဆွေးနွေးချင်းညှိနှိုင်းချင်းနေနဲ့ဖြေရှင်းသွားမယ်လို့ပြောတယ်ဆိုတော့ဒီနေ့တော့အောင်ဆန်းစုကြည်ကသူ့ကိုဖမ်းသွားနိုင်တယ်လို့သူထင်ချင်နေတယ်ဒါပေမဲ့ ဒီလောက်အထိဖန်သွားမယ်လို့တောအောင်ဆန်းစုကြည်သိနိုင်တလားတောအောင်ဆန်းစုကြည်ကမပူတူမဟုတ်ဘူး profit မှလည်းမဟုတ်တဲ့အတွက်ကြောင့်အဲ့လောက်ကြီးအထိလည်းတူသိနိုင်မှာမဟုတ်ဘူးတခုခုများဖြစ်ခဲ့ရင်ညနိုင်မဲ့ဖြည့်ရှင်းမဲ့ဆိုရာကတော့မာနာပေါ့ဘသူကများနင်တို့တခုဖြစ်လိုက်လို့ရှင်ငိုတော့လည်းလက်နဲ့ကင်မှချမယ်လို့တော့တောင်းဆန်းစွကြည်ပြောသွားမှာမဟုတ်ဘူးလေပြီးတော့အခုဘောမကျော်မျိုးမင်းကဘာထပ်မဲတဲ့တယ်လေဆိုတော့အမကတူဦးတီတော့ NLD အမဒီထက်ကနေမှတောင်းဆန်းစွကြည်ကိုတောတွေ့နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဘာဒီပြောခဲ့တယ်လေလို့ ို့ပြောတဲ့အခါမှာစန္နမင်းဘာပြောသွားလဲဆိုတော့သူပြောသွားတာတော့အများကြီးပဲအဲ့ထက်မှသူအဓိကပြောသွားတာက NLD ရဲ့ယုံဒီကိုခုရှိနေတဲ့ဒီ NLD ဒီဘက်ကနေမှအကောင်းကောင်းထိန်းသိမ်းထားတယ်တဲ့ပြီးတော့ပါတီဝင်နေအားလုံးဟာမြန်မာနိုင်ငံကထွက်ပြေးသွားတာမဟုတ်ဘူး NLD ရဲ့မူဝါဒကိုကိုင်ဆွဲထားတဲ့သူတို့တွေကမြန်မာနိုင်ငံမှာရှိသေးပါတယ်လို့သွားပြောတယ်တဲ့ဆိုတော့တကယ်ပဲ 地都是那面个，好难的田个没标不农，阳光满脸嘛，晒得用的过，你侬都该别听听他那的啦。这块的就阳田个三月三日的，高油多点嘛，都差不多油的过。这边来的你们面部啦，阳光满脸的个，用的阿罗我恁听听能开鼻啦，恁自家阿蛮标开的啦。 ဆိုတော့ဒီလိုမျိုးထိမ့်သိမ်းနိုင်ခဲ့တယ်သူတို့ကတော့တခြားနိုင်ငံကိုမထွက်ပြက်ပဲနဲ့မြန်မာနိုင်ငံမှာသူတို့ကတော့ NLD ရဲ့မူဝါဒအတိုင်းယက်တည်နေကြတယ်တဲ့ NLDD ရဲ့မူဝါဒအတိုင်းယက်တည်နေတယ်ဆိုလို့ရှိရင်နင့်ပါကြောက်စကားမှန်တာမပြောတယ်လေခဏတော့ကပြောတယ်လို့အော်တိုက်ပြေကိုဖြတ်စည်းတာကိုတွေ့လို့ရှိရင်တော့ဒေါအောင်ဆန်းစုကြည်တော်လရဲ့ဒီရဲ့လောက်ရက်တည်တစ်ခုကိုမှလက်မခံဘူးလို့ပြောတယ်ဒီလိုမျိုးဖြစ်ပြက်နေတဲ့အရာတွေကိုသာပြောခဲ့တယ်ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ဟာငါလက်ခံတယ်လို့မပြောခဲ့ရင်တောင်မှသူဆန့်ကျင်ခဲ့မှာမဟုတ်ဘူးဘာကြောင့် ဲဆိုစစ်ခွေးတွေအကြောင်းကိုသူသိပြီးသားဖြစ်တဲ့အတွက်ကြောင့်မဟုတ်ပဲဒီဆိုလို့ရှိရင်နေက NLD ပါတီမူဝါဒကိုခုချိန်ထိကိုင်းဆွဲထားတယ်ဆိုလို့ရှိရင် NLD ရဲ့မူဝါဒအแทမှာ စစ်ခွေပေါ်မရတယ်ဆိုတာပါသလား NLD ရဲ့မူဝါဒတွေဟာအချိန်ခါပြောင်းတယ်လို့ပဲမူဝါဒပြောင်းသွားတာမဟုတ်ဘူးဒါကြောင့်မို့ပဲအပြာအလလေးစားမှုဆက်ဆက်ညှိနှိုင်းခြင်းတွေဟာ NLD တွေရဲ့အရေးကြီးတဲ့မူဝါဒဖြစ်တယ်လို့ပြောတဲ့အခါမှာအပြာအလလေးစားမှုဆိုတဲ့အခါမှာတကယ်ပဲနင်တို့ NLD တွေကိုစစ်ခွေတွေကလေးစားသလားအပြာအလလေးစားမှုဆိုတဲ့မြန်မာစကားလုံးကပါလဲ NLD ကောင်းဆောင်အကုန်ထောင်ထက်ဖတ်လိုက်တယ် 对、嗯、面说让我对的请假麻烦，六年前打过别的达达，打到没发表的嘞。 တို့ရဲ့ဝိညာဉ်တွေကိုထောင်ထဲမှာမချုပ်နှောင်စေခြင်းတို့တို့ရဲ့ဝိညာဉ်တွေလည်းလွတ်မြောက်ပါစေဆိုပြီးမှလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ပြောတယ်မဟုတ်ဘူးလားဒါက NLD ရဲ့မူဝါဒအတိုင်းထောင်ထဲချလို့ရှိရင်တည်တဲ့အထိထောင်ချခံမဲဆိုတဲ့သဘောလားဆိုတော့ဒီနေ့ပြည်တွင်းမှာနေတဲ့ NLD တွေအခုဒီနေ့နိုင်ငံရေးထဲမှာဘေးနေရမှာများနေလို့ပါဝင်ခဲ့လို့ဘေးနေရမှာများအကောင့်အထည်တစ်ခုလည်းတော့ပေါ်နိုင်ခဲ့တာရှိတယ်လားအခု NUG ထဲမှာပါတဲ့သူတွေအားလုံးကိုကောင်းတယ်လို့လည်းကျွန်မမပြောပါဘူးတရားရား ခိုင်နှုံစစ်နှုံချောမကောင်းနိုင်ခဲ့ရင်တောင်မှဒီနေ့မြန်မာနိုင်ငံရဲ့စစ်ခွေးတွေဘလို့လုံတယ်ဆိုတာကိုကဘာကတိအောင်ပြောပြနိုင်ခဲ့တယ်ဒီနေ့နင်တို့မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေဘယ်သူကများစစ်ခွေးတွေအကြောင်းကိုနင်တို့ပြောတာရှိတယ်လားဒီ NLD ကောင်းဆောင်တွေ တေကုန်ကြပြီဆွဲကြိုးချတတ်လိုက်တဲ့သူရဲကောင်းတွေတောင်ရှိခဲ့တယ်နင်းတို့စကားသခွန်းတောင်မှထွက်ခဲ့တယ်လားသူရဲကောင်း၄ယောက်ကိုဆွဲကြိုးချတတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံက energy party တွေဘေးစာကိုထုတ်ခဲ့တယ်လားဒီဥစ္စာကိုကောက်ကွက်နေဆိုတဲ့စာတကြောင်းတောင်နင်းတို့ထုတ်ခဲ့တယ်လားအပြာလန်လေးစားမှုလို့ပြောတဲ့အခါမှာဒီနင့်တို့ NLDD ရဲ့အမတ်ဒီကိုနင့်တို့ရဲ့ခေါင်းဆောင်ဒီကိုနင့်တို့ရဲ့ဘသူဘသူဒီကိုငွေတော့တတ်လိုက်ပြီဒီလိုဖြစ်သွားပြီဒီလိုဖြစ်သွားပြီဒီလိုမျိုးစီရင်နေဆိုပြီးမှနင့်တို့ကို စားတဆောင်ပို့ခဲ့တလားဟာတာကိုအပြန်အလှန်စားမှုလို့ခေါ်တလားတာကိုအဓိကနင်တို့ NDD ရဲ့မူဝါဒဖြစ်တဲ့အတွက်ကြောင့်ဒါတွေကိုကင်ဆယ်တယ်လို့နင်ပြောတယ်နင်မရှက်ဘူးလားဒီလိုမျိုးပြောရတာ အခုမြန်မာနိုင်ငံမှာ energy ကောင်းဆောင်တွေပါတီဝင်တွေကိုတတ်တာနင်တို့အခု energy မူဝါဒအတိုင်းရက်နေတဲ့သူတွေမရှုံချနိုင်ရင်တောင်မှဒါတွေကမလုံတင်တဲ့အရာဖြစ်တယ်လို့နင်တို့ကောက်ကွက်ခဲ့ဖူးသလား energy တွေရဲ့မူဝါဒအရာအပြန်လန်လဲစားမှုညှိနှိုင်းဆွေးနွေးမှုကအဓိက energy တွေရဲ့မူဝါဒဖြစ်တယ်လို့ကင်ဆွဲထားတဲ့ those under mean လို့မျိုးဘောမကာ ဒီနေ့မြန်မာနိုင်ငံမှာ NLD အမတ်ဆိုပြီးမှနေပြီးမှဘာကိုလုတ်ခဲ့တယ်လဲအခုသူပြောတာကတော့အခုနိုင်ငံသားကိုထွက်သွားတဲ့လူတွေတချို့ဒီနေဆက်ဒီမှာနေတဲ့သူတွေကြောင်းစံဖက်ဒီကိုလုတ်ဆောင်တဲ့အတွက်ကြောင်းမြန်မာနိုင်ငံမှာရှိတဲ့ NLD မိုးဝါဒအတက်ရက်နေတဲ့သူတွေကိုတချို့လူတွေကအစံဖက်အနေနဲ့တတ်မှတ်ပြီးဆွဆွဲတယ်လို့ပြောတယ်ဆိုတော့အခုနင်းတို့ကိုအခုဒီနေ့27ဒေါ်လာရဲက ် NLD ဒေါ်လာရဲလို့ဘသူပြောတယ်လဲအခုလက်နဲ့ကင်နေတဲ့တိုင်းရင်းသားတွေဘသူကများငိုတို့က NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ထဲချလိုက်တဲ့အတွက်ကြောင့်ငိုတို့လက်နဲ့ကင်တယ်လို့ဘသူပြောတယ်လဲဘသူကများငိုတို့က NLD အဖွဲ့ကြီးဖြစ်တဲ့အတွက်ကြောင့်ငိုတို့လက်နဲ့ကင်ပြီးတိုက်တယ်လို့ဘသူပြောတယ်လဲ NLD ပါတီဘက်ကိုရက်ပြမှငိုတို့ဒီဒေါ်လာရဲကိုလှုပ်ဆောင်တယ်လို့ဘယ်သူပြောတယ်လဲ ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့65ရာခိုင်နှုန်းကတောင်ဆန်းစုကြည်ကိုချစ်ကြတာပဲ NLD ဖြစ်သွားတာမဟုတ်ဘူးတောင်ဆန်းစုကြည်ကိုချစ်တာချစ်တာတကန်တာကိုယ့်ရဲ့လူမျိုးတိုင်းမှာလည်း ကိုယ့်ရဲ့ပါတီကြီးရှေ့ကြတယ်ဆိုတော့အများအပြင်ကတော့ကိုယ့်ရဲ့လူမျိုးရဲ့ပါတီကိုမင်းပေးကြတာကြီးပဲ NLD ဒီကိုမင်းမပေးလို့တောင်ဆန်းစုကြည်ကိုမကြိုက်တာမဟုတ်တလို့တောင်ဆန်းစုကြည်ကိုချစ်လို့အားလုံးဟာ NLD ဖြစ်သွားတာမဟုတ်ဘူးဟုတ်တာဒီနေ့ကျမတို့တော်လန်ရေးအလုပ်နေတာဟာမြန်မာပြည်တပြည်လုံးလွတ်မြောက်ဖို့ဆိုပြီးမှလှုပ်လာခဲ့တာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့တပိတ်မောက်လာတဲ့အခါမှာလဲဘေး NLD ဒီကများဒီအခုတော့ငွေတို့ရေတောင်ဆန်းစုကြည်ကိုဖမ်းသွားပြီးဖြစ်တဲ့အတွက်ကြောင့်ငွေတို့အားလုံးဟာစစ်ခွေးကိုတိုက်မယ်လို့ ဘသူပြောတယ်လား NLD ကြီးပဲတိုက်နေဆိုတော့ရှင်မြန်မာပြည်တပြည်လုံးထွက်လာစရာအကြောင်းမရှိဘူး NLD ဒီဟာတောင်ပြိုကမ်းပြိုနိုင်ခဲ့တာမှန်တယ်ဒါပေမဲ့မြန်မာနိုင်ငံသားတွေအားလုံးဟာ NLD အဖွဲ့တွေမဟုတ်ကြပါဘူးဒါကြောင့်မို့ဒီတပိတ်ဆာမောက်လာတဲ့အချိန်မှလည်းဘယ် NLD အကမှလည်းပဲ no ဆိုတာမဟုတ်ဘူးစစ်ခွေးဒီကဒေါအောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်တဲ့ NLD ဆိုပြီးမှဆွဆွဲပြီးမှပဲဒီနဲ့ခေါင်းဆောင်တွေကိုလည်းထောင်ထဲမှာချတယ် တေတော့မယ်လုံးဝယူလို့မရတော့ဘူးဆရာဝန်တွေလက်လျှော့လိုက်ပြီဆိုတဲ့အချိန်ကျမှပဲလူငင်းချမ်းသာခွင့်ပေးတာနင့်မရှက်ဘူးလားနင့်မသိဘူးလားဘယ်မှာမော်ရက်စာထုတ်ခဲ့ပြီလားဘယ်မှာညနေဆွေးနွေးချင်းနင့်တို့လုပ်ခဲ့ပြီလားဒါကြောင့်ဒီ20တော်လာရေးဟာ NLD တော်လာရေးမဟုတ်ဘူးမြန်မာနိုင်ငံစစ်ခွေးကြုံကနေမှလွတ်မြောက်ဖို့မြန်မာနိုင်ငံမှာစစ်ခွေးတွေကိုအမြင့်ဖြုတ်တဲ့တော်လာရေးဖြစ်တဲ့ NLD တော်လာရေးမဟုတ်ဘူးနိုင်ငံခြားမှာရောက်နေတဲ့အချို့တော်သူတွေကနေမှ မြန်မာနိုင်ငံမှာရှိတဲ့ NLDD ရဲ့ပုံရိပ်တွေကိုကြဆင်းစေတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့သူတွေကိုအကြမ်းဖက်အနေနဲ့ဆွဆွဲတယ်ဆိုတာဘသူမှမဆွဆွဲဘူးစစ်ခွေးပဲဆွဆွဲတာ။အမှန်တရားဘက်ကိုနင်းထွက်ဆိုရဲတလား။ညအမှန်တရားဘက်တောင်မထွက်ဆိုရဲပဲနဲ့ဘိုးမွားနေပြီးမှညမရှက်ဘူးလား။ဆိုတော့အခုဒီပြပကိုထွက်သွားတဲ့ NLDD က NLDD ရဲ့ပုံရိပ်ကိုကြဆင်းစေပြီးဒီလိုမျိုးအကြမ်းဖက်လုပ်တာကိုလည်းတောအောင်ဆန်းစုကြည်ကလက်ခံမှာမဟုတ်ဘူးလို့ပြောတယ်။တောအောင်ဆန်းစုကြည်လက်ခံခြင်းမလက်ခံခြင်းဟာဒုတိယဖြစ်တယ်။ မြန်မာနိုင်ငံကြီးလွတ်မြောက်ဖို့ဟာပထမဖြစ်တယ်ဒါပဲဒါကြောင့်မို့ပဲတော့အောင်ဆန်းစုကြည်ကိုထောင်ထဲကနေလွတ်စေချင်တယ်ဒါပဲမဲ့တော့အောင်ဆန်းစုကြည်တူသေးကိုပဲလွတ်ခိုင်းစေချင်တာမဟုတ်ဘူးတော့အောင်ဆန်းစုကြည်နဲ့တကွအပြစ်မရှိတဲ့နိုင်ငံရဲ့အကျဉ်းသားတွေကိုလွတ်မြောက်ဖို့ဆိုပြီးမှဒီနေ့ကျွန်တော်တို့တောင်းဆိုတာတော့အောင်ဆန်းစုကြည်တယောက်သေးကိုပဲလွတ်မြောက်ဖို့ငါတို့လုပ်နေတာလည်းမဟုတ်ဘူး ဒါကြောင့်ဒီနေ့လက်နက်ကင်ချင်းဟာအဓိကတော့အောင်ဆန်းစုကြည်ရဲ့အလိုတိုင်းအကျလက်လျှောက်နေတဲ့စစ်ရုပ်တွေမဟုတ်ဘူးဆိုတာကိုဘောမနေတဲ့စနမင်းနင့်တီဖို့လိုတယ် โอเคเสี่ยมาหนวยอุเมอะยังแลต้งตะฉะกะกาวล้นมาเดอะยังแลเจซูติ่นมาดิดีควยรองซาบอมาเนเนาะอบะบอโจจ่ายตวาเดอันเนรีอะมัดดีกาวมาโออะคุโลမျိုးส่อไปเดอะตั่วစင်းစားကြည့်ဗျာပုံမမျိုးမျိုးတက်ပြီးတော့ NLD ခေါင်းဆောင်တွေကျွန်တော်တိုင်းပြည်တွေကလူငယ်လူရွယ်လေးတွေအသက်ဆုံးရှုံးနေရတာတတ်နေတာကြတော့ဒီကောင်မတခွေးမှမပြောရဘူးအခုဘဘောမအမယ်အချင်အောင်မှထပြီးတော့မာတာညီတို့တွေဇရှိရင် အမေစုနဲ့အင်တာဗျူးလုပ်လိုက်အမေစုကိုလွတ်ပေးကြည့်လိုက်လွတ်ပေးရဲ့လားအဲ့လိုကြောတော့လွတ်မပြေးရဲဘူးမလားခွေးတောင်စားတွေအဲ့ဒါကြောင့်မို့ငါတို့တွေကမေစုတယောက်တည်းအတွက်တိုက်နေတာလည်းမဟုတ်ဘူးတနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်ငါတို့တွေကသွားနေတယ်ခီးလုံးဝနေတို့တွေကြိုက်သလိုမျိုးသွေးခွဲဝါရဖြန့်တစ်စက်လေးမှငါတို့တွေကရော့မသွားဘူးငါတို့တွေရဲ့တော်လှန်ခြင်းစိတ်က ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မပက်တော်သားတက်ရောက်ခြင်းတော်လန်နေသက်လေးပါတို့ဆူတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့